င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အယူဂျီကစီးပွားရေးပိတ်ဆို့ဖို့လှုံ့ဆော်ပြီးတိုင်းရင်းသားလက်နက်ကင်တွေကကုန်သွယ်ရေးလမ်းကြောင်းတွေကိုပိတ်ဆို့ထားတဲ့အတွက်အတိုင်းပြည်စီးပွားရေးအခက်အခဲတွေနဲ့ကြံ့ငွေတန်ဖို့ထိုးကြတယ်ဆိုပြီးတော့မင်းအွန်လိုင်းကအပြစ်ဖို့ညှိတွားနေပြန်နေဆိုပါတယ် ောက်ချုပ်ရေးရန်ရီပြိုလဲနေတဲ့ရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံနန်စီဒီယံဝန်ထမ်းတွေကိုစိုက်တက်တက်ကြွရင်းနဲ့ဆွမ်းဆောင်ရည်မြင့်တင်တန်းတွေပို့ချပြီးစေကောင်စီကစီယုံနေရတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အမျိုးသားညီညွတ်အစိုးရအယူကြီးကစီးပွားရေးပိတ်ဆို့ဖို့လှုံ့ဆော်ပြီးတိုင်းဒေသလက်နက်ကင်တွေကကုံသွေးရေးလမ်းကြောင်းတွေကိုပိတ်ဆို့ထားတဲ့အတွက် တိုင်းပြည်စီးပွားရေးအခက်အခဲတွေနဲ့ကြက်ငွေတန်ဖိုးထိုးကြတယ်ဆိုပြီးတော့မင်းအွန်လိုင်းကအပြစ်ဖို့ညှိတွားပြောဆိုသွားပြန်တယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်အဲ့ဒီလိုပြောဆိုမှုဟာအကြံဖတ်စစ်ကောင်စီရဲ့ဝင်ကြီးအဆင့်အစည်းအဝေးနဲ့ကောင်စီဝင်တွေရဲ့အစည်းအဝေးတွေမှာအကြံဖတ်မင်းအွန်လိုင်းကညှိတွားနေတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုစီးပွားရေးပိတ်ဆို့မှုနဲ့ကုံတွေလမ်းကြောင်းဖြတ်တောက်မှုတွေကိုကျော်လွှားနိုင်အောင်လုပ်ရမယ်ဆိုပြီးပြောသွားတဲ့အပြင် အဲ့ဒီလိုကြော်လွားနိုင်ရင်ကုံသွဲမှုတွေကောင်းမွန်လာပြီနိုင်ငံစီးပွားရေးတိုးတက်လာမယ်ဆိုပြီးတော့ပါအကြမ်းဖက်ဆယ်ကောင်းဆောင်မင်းအွန်လိုင်းကပျော်သွားတယ်လို့နေပြီးတော့စစ်ပတ်တရင်ရေးမိကပြောထားပါတယ်ဒါအပြင်လက်ရှိပြည်ပကနေစားသုံးစီတင်သွင်းနေရတာဟာလဲနိုင်ငံခြားငွေကုန်ကျမှုများတဲ့အတွက် short ချဖို့ ਨੇ တပက73စီတင်သွင်းမှုတွေကိုလဲနိုင်ငံခြားငွေကုန်ကျမှုနေပါအောင်ထပ်မံ short ချရမယ်ဆိုပြီးတော့ပါအကြမ်းဖက်မင်းအွန်လိုင်းကအစည်းအဝေးမှာပြောသွားပြန်တယ်လို့နေပြီးတော့စစ်ပတ်တရင်ရေးမိကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့ရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေနဲ့မြို့တွေကိုအရခတ်တပ်တော် AA ကတောက်လျှောက်သိမ်းပိုက်လာနေတဲ့အတွက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်နေရာတွေပြိုလဲနေတဲ့အချိန်မှာပဲနန်းစီဒီယံဝန်ထမ်းတွေကိုစိတ်ဓာတ်တက်ကြွရေးနဲ့စွမ်းဆောင်ရည်မြင့်တင်တန်းတွေကိုစစ်ကောင်စီကပို့ချပြီးစီယုံနေရတယ်လို့သိရပါတယ်လက်ရှိရခိုင်ပြည်နယ်အဆင့်စစ်ကောင်စီခေါင်းဆောင်တွေကရခိုင်ပြည်နယ်မှာနောက်ဆုံးလက်ကျန်ရှိနေသေးတဲ့နန်းစီဒီယံဝန်ထမ်းတွေကို စွမ်းရည်မြင့်တင်တန်းပေးအပ်တာတွေနဲ့စကားဝိုင်းပြုလုပ်တာတွေလုပ်ပြီးစီးရုံနေရတယ်ဆိုပါတယ်တစ်ဖက်ကရခိုင်ပြည်နယ်ငါလုံငန်းဦးစီးဌာနရဲ့ဝန်တန်းတွေကိုဆိုရင်စွမ်းဆောင်ရည်မြင့်တင်မှုတင်တန်းနဲ့စကားဝိုင်းကိုဇူလိုင်လ22ရက်နေ့ကနေ30ရက်နေ့အထိစစ်တွေမြို့ပြည်နယ်ငါလုံငန်းဦးစီးဌာနရုံးမှာပြုလုပ်နေတယ်လို့သိရပါတယ်အဲ့ဒီလိုအချက်ဖက်စစ်ကောင်စီကရခိုင်ပြည်နယ်မှာနန်းစီတန်ဝန်တန်းတွေကိုတင်တန်းနဲ့စကားဝိုင်းတွေပြုလုပ်ပေးနေရတဲ့ရည်ရွယ်ချက်ဟာလက်တလောဖြစ်ပေါ်နေတဲ့ဒေတာမတည်ငြိမ်မှုတွေအတွင်း ဝင်တန်းတွေရဲ့စိတ်ဓာတ်တွေတက်တက်ကြွကြွနဲ့တာဝန်ထမ်းဆောင်ကြဖို့ဖြစ်တယ်လို့လဲအကျန်းဖက်စစ်ကောင်စီရဲ့ရခိုင်နယ်လုံးဝင်ကြီးဗိုလ်မှူးကြီးကျော်သူရဆိုတဲ့သူကပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ရခိုင်ပြည်နယ်မှာအရကတတော် AA ကထိုးစစ်တွေနဲ့မြို့တွေတမျိုးပြီးတမျိုးသိမ်းပိုက်လာနေတဲ့အတွက်စစ်ကောင်စီလက်အောက်ကနန်းစီတီရဲ့ဝန်ထမ်းတွေဟာထွက်ပြေးနေကြရပြီးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ညာတွေပြိုလဲနေတဲ့အချိန်မှာပဲရခိုင်ပြည်နယ်မှာလက်ကျန်ရှိနေသေးတဲ့ဝန်ထမ်းတွေကိုစစ်ကောင်စီက စွန့်ရင်မြင့်တင်ဒန်းတွေနဲ့စကားဝိုင်းတွေလှုပ်ပြီးတော့စီယုံနေရတယ်လို့နန်စီရန်ဝန်ထမ်းတချို့နဲ့ဒေသခံပြည်သူတွေကတော့မြို့ကနေစွန့်ခွာတိမ်းရှောင်ခြင်းပြင်မဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တားဆီးပိတ်ပင်မှုတွေနဲ့ချိန်ချောက်မှုတွေကိုခံနေရတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါကရင်နီပြည်နယ်ဘက်မှာတော့လိုက်ကောမြို့ကမိုင်းလုံးရက်ကွက်မှာတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကထိကိုက်သိမ်းဆုပ်မှုတွေရှိထားတယ်လို့ KNDF တရင်28ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် ဇူလိုင်လ23ရက်နေ့ဖြစ်တယ်မနေ့ကပဲလိုက်ကောမြို့ကမိုင်းလုံးရက်ကွက်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်တွေဒက်တဆွဲနေရာယူထားတယ်အကြံဖက်စစ်ကောင်စီတပ်သားတွေနဲ့ GAKND ရဲ့ပူးပေါင်းတပ်တွေအကြတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိထားတဲ့အပြင်ဒေါ်လန်ရေးရဲဘော်3ဦးလည်းဒဏ်ရာရထားပြီးလက်ရှိကင်းဒီပြည်နယ်မှာလည်းတိုက်ပွဲတွေကနေတိုင်းလုံလုံကိုဖြစ်ပွားနေတာဖြစ်တယ်လို့ KND ရဲ့တရင်28ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျ ခုတခါစကိုင်းတိုင်းဘက်မှာတော့ချောင်းဦးမြို့နယ်ကကန်ကြီးကုန်းပြူရွာအနီးမှာအချမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့ထီတွေကိုတော်လန်ရစ်တပ်တွေကပြစ်ခတ်တိုက်ခိုက်မှုအတွင်းပြူစော့ထီ၃ဦးထက်မနည်းသေကုန်ကြပြန်ပြီလို့ချောင်းဦး PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဇူလိုင်လ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲချောင်းဦးမြို့နယ်ကန်ကြီးကုန်းပြူရွာအနီးမှာအချမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့ထီတွေကိုတော်လန်ရစ်တပ်တွေကတိုက်ခိုက်ချင်းမှုအတွင်းနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုပြစ်ခတ်မှုတွေအတွင်းပြုဇော်တိ၃ဦးကတော့မျက်စိရှေ့တင်တေသွားပြီးနောက်ထပ်စစ်ကောင်စီဘက်ကဒဏ်ရာရတဲ့သူတွေဟာလည်း၈ဦးအထက်မှာရှိနေပြီးတော့အဲ့ဒီထဲမှာပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းပါသွားတယ်လို့ချောင်း PD ရဲ့တပ်ဖွဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်။တပ်ဖက်မှာလည်းစကိုင်းတိုင်းမုံရွာမြို့နယ်ကမုံရွာတိုးဂိတ်အနီးမှာဇော်လန်လ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲတော်လိုင်းရဲ့တပ်တွေအသင့်ထောင်ထားတဲ့ mind point ပေါ်တက်တဲ့မှာကင်းမုံလာဝတ်တဲ့စစ်ကောင်စီတပ်သား2ဦးဟာ မိုင်းမိပြီးတော့နှစ်ဦးလုံးနေရာမှာတင်ပွဲချင်းပြီးကိုသေကုန်ကြတယ်လို့ South Moya PDF တပ်ဖွဲ့ရဲ့တာဝန်ခံဒေါန်ကာယန်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကလောက်ကင်မြို့ကိုအကြမ်းဖက်စစ်ကောင်စီကဒုတိယအကြိမ်လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းဟိုတယ်ဝန်ထမ်းအုပ်သေးဆုံးသွားခဲ့ရပြီးတဦးပြင်းထန်ဒဏ်ရာရထားတယ်လို့ MNDAA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဇော်လန်လ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲ အကြံဖတ်စကောင်းစီတက်ကတိုက်လေရင်နဲ့လာပြီးလောက်ကိုင်းမြို့ကရတပြည်သူတွေရှိရဈေးဟောင်းနေရကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတက်ခိုက်သွားတယ်ဆိုပါလေအဲ့ဒီလိုအကြံဖတ်စကောင်းစီတက်ကကြဲချလိုက်တဲ့ဘုံသီးတွေဟာအရတပြည်သူတွေရှိတဲ့နေရာတွေကိုကြက်ရောက်ပောက်ကွဲသွားရမှာ Lucky Hotel အတွင်းအဆောင်အဖြစ်နေထိုင်နေတဲ့ဝန်ထမ်းနှစ်ဦးသေဆုံးသွားခဲ့ရပြီနောက်ထပ်တဦးကလည်းပြင်ထန်တန်းရရထားတယ်လို့ MNDAA သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာအကြံဖတ်စကောင်းစီတက်ဟာ နိုင်ငံတော်အဖက်ဖက်မှရှုံးနေလာတာနဲ့အမျှရသပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေကိုတောက်လျှောက်လုပ်လာနေပြီးစစ်ရဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ MNDAA ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ